လူပေါင်း240ကျော်သေဆုံးခဲ့တဲ့အဲအိန္ဒိယလေယာဉ်ကြီးပျက်ကျမှုမှာတွဲဖက်လေယာဉ်မှုရဲ့ကျူးလွန်နိုင်ခြင်းရှိတဲ့အမှားကိုလေကြောင်းကျွမ်းကျင်သူတွေကထောက်ပြလိုက်ပါတယ်။အဲအိန္ဒိယလေယာဉ် A117 ရဲ့တွဲဖက်လေယာဉ်မှုဟာလေယာဉ်ဘင်းကိုသွင်းရမယ့်အစားလေယာဉ်တောင်ပံအဖုံး wine flat တွေကိုဆွဲတင်လိုက်တဲ့အတွက်လေယာဉ်ပျက်ကျခဲ့တယ်လို့ယုံကြည်ကြောင်းလေကြောင်းကျွမ်းကျင်သူတွေကဆိုပါတယ်။လေပြကြမှုနဲ့အန္တရာယ်နီးပါးတွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကိုခွဲခြမ်းစိတ်ပြတဲ့စီးပွားရေးဆိုင်ရာလေကြောင်းလိုင်းမှာလေရင်မှုနဲ့ ရီဂျူဘတ်အူဖြစ်သူကပတိန်စတီဗ်ကလေယာဉ်ပေါ်မှာလူ240တဦးတေဆုံးတဲ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့ theory ကိုဖော်ပြပါတယ်။လန်နာကိုဥတီပြန်နမဲ့787 Dreamliner လေယာဉ်ဟာလေထဲတက်ပြီးမကြမီကိုကြရက်ပြည်နယ်အာမတ်ဒါဘာမှာရှိတဲ့လူနေရပ်ကွက်ပေါ်ထိုးဆင်းပြစ်ကြပါတယ်။တော်ဘက်လေရင်မှုကိုလေရင်စင်းဘိန်တိမ်ဖို့ညွှန်ကြားခဲ့စဉ်ကလေရင်ခန်းတွင်အလွန်ရိုးရှင်းတဲ့အမှားတစ်ခုဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီမှာစိုးဝါးတဲ့အကျိုးဆက်ရှိခဲ့တယ်လို့တန်တရားရှိကြောင်းပြောပါလေ ကျွန်တော်ထင်တာဒါမျိုးဖြစ်ခဲ့တာပါလူကြီးမင်းတို့ဒါကကျွန်တော်ရဲ့ထင်မြင်ချက်တသက်ပါလေရင်မောင်းသူလေရင်မှုကတွယ်ဖက်လေရင်မှုကိုတင့်တော်တဲ့အချိန်မှာဘိန်းနေသိမ်းပါလို့ပြောခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်တွယ်ဖက်လေရင်မှုကဘိန်းကိုသိမ်းရမယ့်အစားတောင်မန်ဖုံးကိုဆွဲပြီးမြှင့်တင်လိုက်ပါတယ်တကယ်လို့ဒါမျိုးဖြစ်ခဲ့ရင်ဒီလေရင်ပါကြောင့်ပြန်တမ်းမှုရက်တန့်သွားလဲဆိုတာအများကြီးရှင်းပြနိုင်တယ်လို့ဆိုပါတယ်တောင်မန်ဖုံးတွေမြှင့်တင်ခင်ရခြင်းကြောင့်လေရင်ဟာလေထဲမှာအချိန်နဲ့အမြင့်ကိုအလေအမြန်ဆုံးရှုံးစေမှာဖြစ်ပြီးဒါကိုထိန်းချုပ်ဖို့လေရင်မှုကစူးစမ်းရမှာဖြစ်ပါတယ် သူရဲ့ theory ကိုရှင်းပြရမှာ787လေရင်တောင်ပန်တွေဟာပုံမှန်အဖြစ်လေထဲမြောက်တင်တဲ့အင်အားကြောင့်လေရင်စတင်ထွက်ခွာခြင်းမှာကိုွင့်ညွတ်သွားလိမ့်ရှိပါတယ်။ဒါပေမဲ့အင်းဒီရဲ့လေရင်မှာဒီလိုကိုွင့်ညွတ်ခြင်းမျိုးတွေ့ရပဲလေရင်ကိုမြင့်နေမှုကိုညီပေးတဲ့တောင်ပန်ဖုံးတွေမတော်တဆသိမ်းဆီးခံရခြင်းဖြစ်နိုင်တယ်လို့ကြေပြန့်စွာထင်ကြေးပေးမှုရှိပါတယ်။လေရင်ပေါ်ပါသူလူ142ဦးနဲ့တဦးသာတတ်ရှင်ခဲ့ပြီးမြေမြေမှာရှိတဲ့လူ30ထဲမှလည်းတည်ဆုံခဲ့တော့တဟာဆယ်စုနှစ်အတွင်းကမ္ဘာအဆိုးဆုံးလေကြောင်းဘေးအန္တရာယ်ဖြစ်ပါလေ။ ကြာသပတေးနေ့ကဖြစ်ခဲ့တဲ့ဒီဝန်နဲ့ကြေကွဲစရာဖြစ်ရဆိုအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပဲစစ်ပိုင်းဆိုင်ရာခြုံရင်းချက်လားဒါမှမဟုတ်လိမ်မှုအမှားလားစုံစမ်းစစ်ဆေးနေတယ်ဆိုပါလေတေဆုံးခဲ့တယ်လို့ယူဆရသူတွေထမပေါ်ရင်း7 8 7လိမ်ကိုမောင်းနေကြတဲ့လိမ်မှုကပရိဆူမစ်ဆာဘာဝဲလည်းပါပါတယ်ပြန်တဲ့ချိန်နာရီ6000နေရာတွေ့ကြုံရှိတဲ့မစတာဆာဘာဝဲကိုပေါ်ရင်း7 8 7 drain liner လိမ်မှုဖြစ်တောင်းဝင်ပေးခဲ့တာပါတွယ်ပတ်လိမ်မှုဖြစ်ဆောင်ရွက်ခဲ့တဲ့မွန်ဘိုင်းမှာပထမတန်းအရာရှိကလိုက်ကွန်တာဟာပြန်တဲ့ချိန်နာရီ1100ရှိပြီး Florida ခြေဆိုင် Paris Air Flight School မှာလေ့ကျင့်မှုပြီးဆုံးခဲ့တာဖြစ်ပါတယ်။တဝူဒီတော်အသက်ရှင်ကျန်သည့်သူအသက်40နှစ်အရွယ် Vishwa ကိုအိန္ဒိယဝန်ကြီးဦးမူဒီကသွားတွေ့ပါလိမ့်။ Vishwa ကတောက်ကြနေဆေးရုံကလေးပေါ်မှာကျွန်တော်ဘလို့အသက်ရှင်လဲခုထိမယုံနိုင်သေးဘူးလို့ဆိုပါလိမ့်။လေရင်စတင်ထွက်ခွာပြီးမကြမီလေရင်ဟာလေထဲမှာရက်တလို့ခံစားရပြီးနောက်မီးတွေစိမ့်လိုက်ဖြူလိုက်မှိတ်တို့မှိတ်တို့ဖြစ်ကြောင်းအဲ့တော့ရုတ်တရက်အဆောက်အုံတစ်ခုကိုထိုးဆင်းပြီးပောက်ကွဲသွားတယ်လို့ဆိုပါလိမ့်။ ကျွန်တော်သိတော့မယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့မျိုးလုံးဖွင့်ပြီးပေါင်းညင်ကြည့်လိုက်တော့ကျွန်တော်အသက်ရှင်နေဆိုတာသိလိုက်ရတယ်ဒါနဲ့ကျွန်တော်လည်းလမ်းလျှောက်ထွက်လာတယ်လို့ဆိုပါလိမ့်လေရင်ဟာចောင်းသားတွေနေလက်စားစားနေတဲ့စားသောက်ဆိုင်အဆောင်အပေါ်ပြက်ကြခဲ့ပြီးမြေပြင်မှာလည်းအ ਨੇ စုံလူ20ကျော်သေပါလိမ့်လေရင်ပြန်တမ်းမှုဆိုင်ရာ digital အချက်လက်မှတ်တမ်းတွေဆက်ကိုတောက်ကြနေကပျက်စီးနေတဲ့အပျက်စီးကြမှာပြန်လည်တွေ့ရှိခဲ့ပြီးဒီမတော်တဆမှုအကြောင်းရင်းနဲ့ပတ်သက်တဲ့သဲလုံစာပေးနိုင်ဖို့ရှိပါလိမ့်လေရင်ပြန်တမ်းမှုဆိုင်ရာအချက်လက်မှတ်တမ်းတွေဆက် black box ကိုဖျက်ကျတဲ့နေရာနီးခုံမှုပေါ်မှာပြန်တွေ့ခဲ့ပြီး အိန္ဒိယလေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးဘီရိုကဒီစုံစမ်းစစ်ဆေးတဲ့လုပ်ငန်းစတင်နေပြီဆိုပါတယ်မှတ်တမ်းနဲ့ဆက်ပြန်တွေ့ရှိခြင်းဟာစုံစမ်းစစ်ဆေးမှာအရေးကြီးတဲ့ခြေလှမ်းဖြစ်ကြောင်းအရက်ဘတ်လေကြောင်းလိုင်းဝန်ကြီးကပြောပါတယ်စုံစမ်းစစ်ဆေးမှုမှာ American NDSB FAA ဘိုးရင်းနဲ့ General Electric မှာပုံကိုယ်တွေလည်းပါဝင်မယ်လို့သိရပါတယ်